ထူးခြားတာလေးပြခြင်းလို့ဒီအဖိတ်နဲ့မှာမဇလီဖူးတုတ်စားဖို့ပြင်နေကြတဲ့သူတွေရှိတယ်ဟုတ်မနေ့ပြန်လာပြီးနေ့ဘယ်အချိန်မှာစားရမလဲဆိုပြီးတော့ရောက်ရခက်နေရတဲ့သူတွေလည်းရှိနေတယ်။ဘာကြောင့်လဲဆိုတော့စေးဘုံခါချင်းအတိအကျမှာစားကျင်ကြတဲ့သူတွေရှိလို့ကျမကမနေ့ပြန်2025ခုနှစ်တစောင်းလုံးလာပြီးရဲ့စေးဘုံခါချင်းကိုလာပြောပြပြီးမပြောပြခဲ့အရင်ဆုံးဘာပြောချင်လဲဆိုတော့ဒီ2025မှာကြုံရမယ့်တစောင်းလုံးလာပြီးသည့် 1948ဟိုးလွန်ခဲ့သောနှစ်ပေါင်း80ကဘယ်တစ်ချိန်ဖြစ်ခဲ့ဘူးတဲ့စူပါမွန်လာတဲ့ကဘာနဲ့အနည်းဆုံးရှိပြီးတော့ကျမတို့လာကိုအကြီးဆုံးမြင်ရတဲ့စူပါမွန်တကယ်၍ပေါ့ဒီကာလမှာလွဲသွားခဲ့သည်ရှိတော့နောက်ထပ်6နှစ်ကြာမှနော်2034မှာ November 25ပေါ့ဒီတစားမိုးလာပြည့်ညမှာထက်ကြုံရတော့မှာဆိုတော့ Supermoon ဒီစွန့်နေရအကြီးဆုံးဖြစ်တယ်เนาะ ကဘာမြေဒီတနင်္လာကျိုးနှစ်အာလာဒီတနင်္လာကျိုးနှစ်ဒီနှစ်ကတည်းကညငွေရေးကြီးအချိန်စသည်အားဖြင့်ကိုကိုစားပြုတယ်အဲ့ဒီအပြင်ကိုဂျူပီတာကျိုးကလည်းသူ့ရဲ့မိုဘိုင်းအိမ်ရာဒီခွင်မှာနော်ပြန်နေအုပ်စရတယ်ပြောချင်တာဒီတကယ်ကိုကောင်းမွန်သောပညာရှိကျိုးတထေးကျိုးဒီကျိုးကြီးကလည်းသူ့အိမ်မှာသူ55ရက်လောက်ပြန်နေမှာဆိုတော့နော် ဲ့ဒီအချိန်ကြီးအချိန်ကြီးလုံးဝကွက်တိကြိုက်ကြဖြစ်တဲ့အတွက်ဒီတဆောင်မုံလာပြေကိုနေမိအောင်ဘာလို့စေခြင်းလဲဆိုတော့အတိတ်ချိန်တွေဝင်ပါကုသကောင်မှုတွေလုပ်ပါဘဲဘာသာဝင်ဆိုလုပ်လို့ရတယ်အာကျမတို့ခေါင်းပေါ်မှာလာမုံတဲ့ချိန်ကိုခေါ်တာပေါ့အဲ့ဒီအချိန်မှာဂျိုးရီနက်ခတ်တရားကြီးစုံလင်စွာဖြတ်သွားမှသည်လူသားတိုင်းနဲ့ဆိုင်တယ်နော်ဆိုတော့ကို့ဘာသာရဲ့ဆိုင်ရာ ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ကြပါလုပ်မယ်ဆိုရင်ဒီကြံတဲ့ကာလတွေအပြင်ကိုနောက်ထပ်တသက်တာလုံးပါလုံးဝပွင့်သွားလိမ့်မယ် energy ပွင့်သွားလိမ့်မယ် okay အချိန်ပြောပြတော့မယ်ဒီ၄ရက်၁လ2025အင်္ဂါနေ့ည8:46မိနစ်နဲ့35စက္ကန့်ထပ်ပြောမယ် 8နာရီ46မိနစ်နဲ့35စက္ကန့်ဒီမြန်မာစံတော်ချိန်နော်စေးပေါင်းခတဲ့အချိန်ဖြစ်ပါတယ်လိုရာအသုံးပြုနိုင်တယ်โอเค